ားလုံးပဲမင်္ဂလာပါသားသမီးတို့ရေ Re Educational Page ကနေပြီးတော့ကြိုဆိုပါရယ်ကွယ်ဒီရက်ဒီနေ့မင်းတို့ကိုသင်မင်းမယ်အကြောင်းအရာလေးကတော့ Grade 9သင်္ချာ1ရဲ့ Unit 1မှာရှိတဲ့ Real Number လို့ခေါ်တဲ့ကိန်းစစ်များအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ Real Number ဆိုတာဘာကြီးလဲကိန်းစစ်များပဲเนาะကိန်းစစ်များဘယ်လိုခေါ်လဲ Real Number လို့ခေါ်တယ်ဟုတ်ပြီအဲ့ Real Number တွေဘယ်နှမျိုးရှိလဲရေเนาะ Rational Gain နဲ့ Irrational Gain ဆိုပြီးတော့နှစ်မျိုးရှိတယ် ဟုတ်ပြီဒါဆိုရင် rational gain ဆိုတာဘာတွေလဲအာ irrational gain ဆိုတာဘာတွေလဲကြည့်ရအောင်เนาะအဲ့တော့ rational gain ဆိုတာကเนาะအဲ့တော့အဆုံးမရှိပြန်ထက်သတ္တမ gain အဲ့ဒါเนาะအဆုံးမရှိပြန်ထက်သတ္တမ gain တွေကို rational gain လို့ခေါ်တယ်เนาะဟုတ်ပြီအဲ့တော့ဥပမာဘာလဲဆိုရင်ဥပမာ0.333 3အဆုံးမရှိဘူး နော်နောက်ပြီးတော့ပြန်ပြီးတော့ဗာပြန်3 3 3 3ဆိုတော့ပြန်ပြီးတော့ထန့်နေနော်အဲ့တော့ဒေါ်ဒေါ်ဒေါ်အဆုံးရှိရဲဆိုတော့ဒေါ်ဒေါ်ဒေါ်ခွေးသုံးကောင်နော်သုံးဆက်ထက်ပိုရင်မှားတယ်အဲ့တော့အဆုံးရှိပြန်တသမာကရင် rational ကရင်ဟော irrational ကရင်ကကြတော့အဆုံးသူလည်းပဲအဆုံးမရှိဘူးသူကပြန်လဲမထန့်ဥပမာမင်းတို့ငငယ်တော့တီးပြီးရယ်ပိုင်တန်ဘူးအင်္ဂါမှုကဘယ်လောက်ရှိလဲ22.7ရှိတယ်ဟုတ်လားနော်အဲ့တော့20နှစ်ကို9နှစ်နဲ့စားကြည့်ရင်ဘယ်လောက်ရလဲ20နှစ်ကို9နှစ်နဲ့စားပြန် အာ93 21အဲ့တော့1ကျန်နဲ့တသမာစု3ညဆွဲကြ9တယ်လီ9ဆိုတော့ဘယ်လောက်ကျန်လဲ3ကျန်နဲ့တသမာစု3ညဆွဲကြ9လေးလီ28ဆိုတော့ဟာ2ကျွင်းပြန်ရောဟုတ်လား2ကျန်တသမာထူးသားတော့3ညဆွဲကြ9ဗနယ်လီဝင်မလဲ9နှစ်လီ14အဲ့တော့6ကျင်းပြန်ရောအဲ့တော့တသမာထူးသား3ညဆွဲကြအဲ9ရှစ်လီ56 အစားတခါလေးကျွေးအောင်ပဲအဲ့တော့ तू ကမင်းကြိုက်တဲ့လောက်စားအဖိုးကြီးဖြစ်သွားတော့မှအဲ့22ခုနဲ့စားတာမပြည့်ဘူးเนาะအဲ့တော့ပြည့်လည်းမပြည့်ဘူးကနန်းတွေကလည်းပြန်လည်းမထက်ဘူးအဲ့လိုမျိုးတွေလာနေမှာเนาะဒါမှတိုးတွေကအတူကောင်3.14ဆိုပြီးတော့တသမတနေရာပဲဖြတ်ပြီးတော့ယူလိုက်တယ်เนาะဒါဆိုရင်ပိုင်တန်မိုးကပြန်ထက်လည်းမထက်ဘူးပြန်လည်းမထက်ဘူးအဆုံးရှိလည်းမရှိဘူးအဆုံးလည်းမရှိဘူးเนาะအားကြောင့်အဆုံးလည်းမရှိ ပြန်လည်းမထက်တဲ့တသမဂိမ်းတွေကို irrational gain တွေလို့ခေါ်တယ်ဟုတ်ပြီကဲဒါ rational gain နဲ့ irrational ပြန်ပြောမယ် rational gain ဆိုတာအဆုံးမရှိပြန်ထက်သမားကြီး irrational gain ဆိုတာအဆုံးလည်းမရှိဘူးပြန်လည်းမထက်ဘူးအဆုံးမရှိပြန်မထက် irrational လို့မှတ်အဆုံးရှိပြန်ထက် rational လို့မှတ်ဒါပဲပေါ့ okay လားကဲဟုတ်ပြီအဲ့လိုရှိရင်နောက်တစ်ခါ the rational gain နေမှာမှာเนาะအဲ့တော့ဘာရှိသေးလဲဆိုရင် integer လို့ခေါ်တယ် gain ပြေဟာ နောက်ကဟိုးနံမှာเนาะအဲအင်ဒီနောက်က natural နံမှာတဘာဝကိန်းအပြေကိန်း prime နံမှာ prime နံမှာပါရင်တိတယ်သုဒ္ဓကိန်းဒီချက်ပေါက်အင်္ဂလိပ်လို့ဆိုမင်းတို့ Greek တန်းရောက်လို့ရှိရင်အင်္ဂလိပ်လို့သိရမှာလေ fashion လို့ခေါ်တယ်အပိုင်းကိန်း Okay ဒါဆိုလို့ရှိရင်အဲ့ဒီ integer ဆိုတာဘာကိန်းနေလဲဟေးเนาะအပေါင်းကိန်းပြည့်တွေအနှုတ်ကိန်းပြည့်တွေเนาะ positive integer negative integer ဆိုပြီးတော့အဲ့ integer တွေကဘာကိန်းနေလဲ fashion ကိန်းနေပဲဟောဟိုးနံမှာဆိုတော့ အပြည့်ကိန်းနေဟဟာဟိုးလာမှာကိန်းအပြည့်ကိန်းနေဗျာစားလေ0ဆားစားနော်ဟုတ်ပြီအဲ့ဒါ0ဆားတဲ့1 2 3 4 5အစုံမရှိဘူးနော်အဲ့တော့အပြည့်ကိန်းနေနောက်က natural number natural number တက်ကစားတယ်တဘာဝကိန်းနေလေတဘာကိန်းဗျာစားတက်ကစား1 2 3 4 5အစုံမရှိဘူးနောက်က prime number prime number ပါတိကသုဒ္ဓကိန်းသုဒ္ဓကိန်းကသုဒ္ဓကိန်းအဓိပ္ပာယ်ပါစားလို့မပြတ်တဲ့ဂိမ်းပေါ့เนาะစားလို့မပြတ်တဲ့ဂိမ်းလေးဆိုကဲ1 ူနော်နှစ်ကစားစားလုံးမပြည့်ဘူးနှစ်ကစားနှစ်စားလုံးမပြည့်ဘူးသုံးစားလုံးမပြည့်ဘူးနော်လေးစားလို့ပြည့်တယ်ငါစားလို့မပြည့်ဘူး6စားလို့ပြည့်တယ်ဒါဆိုရင် prime number ဘာကင်းနေပြည့်မလဲနော်2 3 5 7 9စားလို့ပြည့်တယ်နော်11ပြည့်ပြည့်တယ်13အာ15 16တွေပြရဲ17 80ပြရဲ90 20ပြရဲ21ပြရဲ22ပြရဲ23เนาะအဲ့တော့ prime number နောက်ထပ်5လုံးလောက်စဉ်းစားလိုက်เนาะဟုတ်ပြီနောက်က အဲ့ဒါဒီအပရိုင်းနံပါတ်တို့နက်ရယ်နံပါတ်တို့သဘာဝကိန်းတို့အပြေကိန်းတို့ဂိမ်းပြေတို့ဖရန်ရှီလို့ခေါ်တဲ့အပိုင်းကိန်းတွေဘာအကိုင်းဘာအပိုင်းကိန်းပဲလာလာအဲ့ဒါတွေကအားလုံးကဘာကိန်းတွေလဲရရှင်နယ်ကိန်းတွေโอเคနောက်တစ်ခါ irrational ကိန်း irrational မင်းပြောတယ်အစုံးမရှိပြောတယ်တသမကိန်းတွေရဲ့နောက်တစ်ခါ root တွေเนาะမပြတ်တဲ့ root တွေအဲ့မပြတ်တဲ့ root တွေဘာတွေဖြစ်မလဲ root 2 root 3နော် root 4ကပြတ်တယ်လीအဲ့ဒါ root 4ကဘာလဲ root 2နဲ့ root 3နဲ့မျှလို့ရှိရင်ဘာလဲ ဘူးဖိုးမရဘူးလားမာလေးရူတူအမြရူတူညီမရင်ရူဖိုးရနော်ရူဖိုးတို့ကရူရူတူနှစ်ထပ်ဆိုတော့ဘာဖြစ်လဲတူရရရူထုတ်လာရနော်ရူ5ရူ6ကပြတ်တယ်အဲ့ရူ7မပြတ်ဘူးနောက်ကရူ9ကပြတ်တယ်နော်ရူ9ကပြတ်တယ်ရူထုတ်လို့ရရလေရူ3နဲ့ရူ3နဲ့မျှရင်ဘာရလဲရူ9ရအရူ9ရ3ရဒါဆိုဂိမ်းပြဖြစ်သွားအင်တီဂျာဖြစ်သွားအဲ့ဒါဆိုလို့ရှင်ကတော့တွားပြီးတော့ ် reaction လို့ပဲ reaction နဲ့တည်းကမပြတ်တာ root တွေဆိုလည်းမပြတ်ဓာတ်သမားတွေဆိုလည်းပြန်မထပ်ဘူးเนาะ okay ဒါဆိုရင် reaction နဲ့ reaction နဲ့မျိုးတို့ရပြီပေါ့ဟုတ်တယ်เนาะအမ် very good okay ဒါဆိုလို့ရှိရင်ရေတို့ကလေ့ကျင့်ခန်းလေးလုပ်ကြည့်အောင်เนาะဟုတ်ပြီလေ့ကျင့်ခန်းလေး exercise 1.1လေ့ကျင့်ခန်း1ကြည့်လိုက်ပါအောင်เนาะအဲ irrational gain ၅ခုကိုပေါ်ပြပါတဲ့ irrational gain ၅ခုပါလေเนาะခုနကခုလေးပဲတင်လိုက်တာလေပါလေပြောပါအောင် အဲနံပါတ်1เนาะအဲ irrational ရဲ့၅ခုညီမျှခြင်းဆိုပြီးတော့အဲ root 2 root 3 root 4လာမဟုတ်ဘူးเนาะ root 5 root 7 root 9လာမဟုတ်ဘူးเนาะ root 11ဆိုပြီးတော့ irrational 5ခုအောက်ပါတို့မှာရမီဒီတို့ဒီ rational game များဖြစ်ပြီးရမီဒီတို့က irrational game တွေဖြစ်တယ်နေဟောတားရသူမျိုးခုနကဒီချက်သင်ပေးထားရတယ် irrational game က irrational game ဆိုတာအဆုံးမရှိပြန်မထက် ော့မပြတ်တဲ့ဥတွေနောက်ကရရှင်ရခဲ့ရငါမျိုးဒူပိုင်သူဆိုဘာခင်းအပိုင်းခင်းလေအဲရရှင်လားဣရရှင်လားနော်ရရှင်နဲ့အဲဟုတ်ပြီကိုယ့်အကိုရရှင်အမှန်လေးပေါ့ဟုတ်ပြီဒူပိုင်သူ plan 5သူလည်းပဲရရှင်နဲ့ပဲအပိုင်းခင်းပဲဒူပိုင်သူမိုင်းနဲ့ root 3တဲ့ဟေးဘာမှစဉ်းစားမလို့ root 3ပါတယ်ဘာကြီးလဲမပြတ်ဘူးလေဣရရှင်နဲ့နော်မာ root 3ပါနေတဲ့ဣရရှင်နဲ့ဟာဒီတော့ဆိုမင်းတို့ကျန်တာလေကိုယ့်အကိုတက်တက်ပြီးပေါ့နော်ကိုယ့်အကိုတက်ကြည့်လိုက်တယ်နော် root 2 အော်ရူတူအပေါင်းရူတူလေးကြည့်စမ်းရူတူနဲ့ဒူတူနဲ့ပေါင်းရင်ရူ4မရအောင်နော်သူ့ရဲ့ရှေ့မှာကိန်းပြေ1နေရှိတယ်အဲ့တော့1 1နဲ့ပေါင်းတော့2 2ရူတူရတယ်2ရူတူဆိုရင် rational လား irrational လား irrational လေးနော်အော်ရူတူနဲ့ဒူတူနဲ့မျှရင်ရူ4ရတယ်ဒါ irrational လား irrational လားရူ4ဆိုရင်ပြတ်တယ်ထုတ်လိုက်ရူထုတ်လိုက်နှိမ့်ရကိန်းပြေဖြစ်သွားပြီအဲ့ဒါဆိုရင် rational ကိန်း okay rational လေးရူ3ပါပြီဆိုမှတော့ irrational ရူ5ရူ2တွေ irrational တွေပဲ okay လား โอเคဒါဆိုလို့ရှိရင်တို့တွေอ่ะအဲ့တော့အခန်း1ရဲ့เนาะအပိုင်း1ပုံเนาะဟုတ်ပြီအဲ့ဒါလေးเนาะโอเคနောက်တစ်ခါကျတော့အဲနောက်နေ့မှာတွေ့မယ်လေ့ကျင့်ခန်းနေ့အတွက်သင်ချာရဲ့အခြေခံလေးတွေတခြားတော့တွေ့အောင်เนาะအဲသင်ချာအခြေခံလေးတွေမင်းတို့ငယ်တုန်းကလည်းသင်ထားလေသင်ချာအခြေခံမှတ်မိလားเนาะဘာလဲဆိုတော့အဲโอเคအဲသင်ချာအခြေခံလေးကြီးပါအောင်အဲ စာဝဲကိန်းလေးလေးတွက်မယ်ဆိုလို့ရှိရင် a square minus b square equal to အဲ a plus b တကွေ a မှန်တော့ဒါတို့ဘယ်လိုမှတ်မလဲ a square ကိုဒီရှေ့အမင်းတို့ရှေ့ကိန်း a ကိုတို့ဟာဒီမှာရှေ့ကိန်းလို့မှတ်ထားလိုက်ပါနော် a ကရှေ့ကိန်း b ကနောက်ကိန်းအဲဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်အလဲမှာ minus ဆိုရင်အပေါင်းတကွင်းအနှုတ်တကွင်းเนาะ ပြန်ပြောမယ်ရှေကိန်း2ထက်နောက်ကိန်း2ထက်လဲမမိုင်းနဲ့ဆိုရင်အပေါင်းတကွင်းအနှုတ်တကွင်းဟုတ်ပြီအဲ့ဒါလေးကို10က15ကလောက်ဆိုပြီးလို့ရှိရင်အလွတ်ရေးဟုတ်ပြီဥပမာအနေနဲ့နော်ဥပမာအနေနဲ့ကဲဘာလေးဖြစ်မလဲကြည့်လိုက်စမ်းနော်အော် root 2 square minus root 3 square equal to အပေါင်းတကွင်းအနှုတ်တကွင်းဆိုတော့ဒီမှာရှေကိန်းက root 2က root 2 root 2 root 3 root 3နောက်ကိန်းနေထည့်တဲ့အပေါင်းတကွင်းနှုတ်တကွင်းဒါပဲဘာမှမခက်ဘူးအခုတွက်မဲ့ပုံစံနဲ့သိရမှာဒါစာဝေးကိန်း formula ကြီး or နောက်တစ်ခု a b the whole square is equal to a square plus 2ab b square အဲ့တော့ဒါတို့ကကြဘယ်လိုမှောက်လဲဆိုရင် ခုနလိုပဲရှေ့ရင်းနောက်ရင်းမှတ်ရမှာပဲเนาะသူ့ကြတို့ကတကွင်းလုံးကိုနှစ်ထပ်တင်ရင်လို့မှတ်เนาะအဲ့တော့တကွင်းလုံးကိုနှစ်ထပ်တင်ရင်ဒီမှာ a ကိုရှေ့ကိန်း b ကနောက်ကိန်းအဲ့တော့ရှေးကိန်းနှစ်ထပ်ဟော a square ရှေးကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်အလဲကိုသွားမြည်အလဲအောင်ဆုံးပါပြောနောက်ကိန်းနှစ်ထပ်ရှေးကိန်းနောက်ကိန်းနှစ်နှစ်မှတ် နှစ်နဲ့မှတ်ဆိုနှစ်နဲ့မြောက်တာနော်ဟုတ်ပြီရှေကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေကိန်းနောက်ကိန်းနှစ်နဲ့မှတ်ဟုတ်ပြီနောက်ကိန်းရရှိမှာအမြဲတမ်း plus နောက်ကိန်းရရှိမှာအမြဲတမ်း plus အဲနှစ်ရရှိမှာဂွေးနဲ့ plus ဆိုရင်နှစ်ရရှိမှာ plus ဂွေးနဲ့ minus ဆိုရင်နှစ်ရရှိမှာ minus အဲ့တော့ပြန်ပြောမယ်တကွင်းလုံးကိုနှစ်ထပ်တင်ရင်ရှေကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေကိန်းနောက်ကိန်းနှစ်နဲ့မှတ်နော်အဲ့တော့ဂွေးနဲ့နောက်ကိန်းရှိမှာအမြဲတမ်း plus နှစ်ရရှိမှာကဂွေးနဲ့ plus ဆိုရင် plus ဂွေးနဲ့ minus ဆိုရင် minus ဥမာ ဒီမိုင်းနဲ့ပြီးတဝိုး square ဆိုပါရမယ်ပြောပါအောင်ခြေကိန်းနှစ်ထပ်ဆိုတော့ a square နောက်ကိန်းနှစ်ထပ်ဆိုတော့ b square ခြေကိန်းနောက်ကိန်း ab နှစ်နဲ့မှတ်ဆိုတော့နှစ်နဲ့မြနောက်ကိန်းအမြဲတမ်း plus နောက်ဂွေးနဲ့ minus ဆိုတော့နှစ်ရှိမှ minus အဲဒီလိုလေးသွားအဲ့လိုမသွားဘဲနဲ့မင်းရဆမ်းမရေး a plus b ဆိုတော့ a square ကို a နဲ့ a နဲ့မြောက်တာအတူတူပဲနောက် the whole square ဆိုတာအဲ့တော့ a plus b နှစ်ခါမြောက်မယ်ရတယ်လေ a plus နှစ်ခါချမြောက်ဘောဒီမှာဒီလိုလေးချမြောက်မယ်ဟုတ်လားဒီလိုလေးချမြောက်ပြီးရင်နောက်ဆုံးပေါင်းလိုက်ပါပဲကြံပါလေ အဲ e square minus 2ပဲ b square ပဲရမှာဟုတ်တယ်နော်အဲဒီ formula လေးနဲ့စောင်းဝင်မယ်3တက်ကတော့မင်းတို့အတန်းကြီးမှာပဲเนาะဆက်မတင်ပြင်မယ် okay နောက်တစ်ခါဘာလဲဆိုခုနကလောပေါင်းနေနှုတ်တက်ကမှာလက္ခဏာရဲ့ formula လေးနော်လက္ခဏာအခြေခံလေးပေါ့ကွာအဲ့အခြေခံလေးဟိုအဲ့အခြေခံလေးလည်းတစ်ချက်နှိရမယ်ဒါကမင်းဒီတနေ့လောကအဲ့အခြေခံကိုကိုက foundation ချရအဲ့အခြေခံကိုတွားရမှာနော်။ Okay ။အဲ့တော့ minus 2x plus 4x equal to ဘယ်လောက်လဲ minus 2x နဲ့ 4x နဲ့ဘာလို့အောင်လဲလက္ခဏာတူလားမတူလားမတူမတူရင်နှုတ်4ရဲ့2နှုတ်တော့2ကျန်နော်အပေါင်းအကြည့်တော့အပေါင်း minus 5ဝ minus 8ဝ minus minus လက္ခဏာတွေဘာဖြစ်နေလဲတူနေတယ်လက္ခဏာတူရင်ပေါင်းမယ် 13y 7a minus 9a လက္ခဏာတူလားမတူလားမတူနှုတ်ဘယ်သူကကြည့်လဲအနှုတ်ကကြည့်နေနော် minus ကကြည့်နေတဲ့အခါကျတော့ minus 2a ရတယ် ဟုတ်ပြီ -23b နဲ့ +32b နဲ့လက္ခဏာမတူဘူးပါလို့အောင်နှုတ်ရအောင်အဲ့တော့2နဲ့3နှုတ်เนาะ2နဲ့3နှုတ်နှုတ်နဲ့30ကြီးတော့3နဲ့9နှစ်နဲ့ပေါင်းတော့9ဟုတ်လားเนาะအပေါင်းကကြီးရော အပေါင်းပဲ 9b ဟုတ်ပြီဒါဘာလို့ခြေခံပြီးတော့တာလက္ခဏာမတူရင်ဘာလို့ရလဲနှုတ်တယ်အဲ့တော့လက္ခဏာမတူရင်နှုတ်တယ်ကြီးရဲ့လက္ခဏာတက်တယ်လက္ခဏာပါတက်တယ်เนาะဒီမှာလည်းအဲ့တိုင်းပဲလက္ခဏာမတူရင်နှုတ်တယ်ကြီးရဲ့လက္ခဏာတက်တယ် စပယ်ရင်ပိုင်းနဲ့နိုင်အေလက္ခဏာမတူရင်နှုတ်တယ်ကြီးရဲ့လက္ခဏာတက်တယ်လက္ခဏာတူတော့ပေါင်းတယ်တူရဲ့လက္ခဏာရေးတယ် -30 ပါနော်လက္ခဏာတူရင် ပေါင်းတယ်တူရဲ့လက္ခဏာရေးတယ် -30 ပါ Okay အဲအကြောင်းအဓိကရာလေးကိုရွတ်ပြီးတွေ့မင်းအခရာတင်ချဆိုတာလွယ်လွယ်လေးပဲအဲဒါဆိုရင်ဒီဥပမာလေးတိကျရတော့ပြပါအောင် -2b နဲ့ +4b နဲ့ဆိုရင်ပေါ့မလားနှုတ်အောင် ေါင်းရမယ်ဘာဖြစ်လို့လဲလက္ခဏာ2လို့လေလက္ခဏာ2ရင် ပေါင်းမယ်2ရဲ့လက္ခဏာတက်တော့ -6b ရတာပေါ့โอเคကဲအဲ့ဒါဆိုပါအောင်လက္ခဏာ2ရင်ပေါင်းမယ်2ရဲ့လက္ခဏာရေးမယ်လက္ခဏာ2ရင်နှုတ်မယ်ကြီးရဲ့လက္ခဏာရေးမယ်ဒီလက္ခဏာဖော်မြူလာတွေရဲ့ဒီစာကွင်းဖော်မြူလာရမယ်ဒီသင်ချာတစ်ခန်းလုံးကြည့်ရမယ်เนาะသင်ခန်းစာတွေပဲโอเคဒါဆိုရင်တော့တို့သင်ချာ1 ခန်းတလေးရဒီနေ့ကတော့ဒီလောက်ပဲနောက်နေ့မှဒီနေ့အတူတူပုံစံတွေ့ကြမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ